ရှင်ကွန်တညာပြီးတော့ဒုတိယမြောက်သောတာပန်ဖြစ်တာဘယ်သူတုံးဆိုရင်တော့ဖြေနိုင်မှမေးကြည့်မယ်ဆိုရင်ဒီမေးခွန်းကြတော့အမှန်ဖြေနိုင်တဲ့ပုဂ္ဂိုလ်နဲကျင်နဲသွားနိုင်တယ်ပေါ့ရှင်ကွန်တညာသောတာပန်ဖြစ်ပြီးတဲ့နောက်မှာဒုတိယသောတာပန်ဖြစ်တာပိစဝကိမဟုတ်ဘူးကုရရကရမျိုးမှနေတယ်ကာလီဆိုတဲ့အမျိုးသမီးကြီးပဲဖြစ်တယ်ဒုတိယမြောက် ရှင်ကုန်တညာသောတာပန်ဖြစ်ပြီးရင် तू ကဒုတိယဖြစ်တယ်ဓမ္မစတာတရားပွဲမှာလာပြီးတရားနာတဲ့ထဲမှာ तू မပါဘူးသို့သောမြတ်စွာဘုရားဓမ္မစကြာတရားဟောပြီးတဲ့အခါမှာဟေမဝတ္တသုတ်တံဆိုတာရှိတယ်ဟေမဝတ္တနတ်နဲ့တာတာဂိရနတ်တို့မြတ်စွာဘုရားရှိသွားကြတဲ့အခါမှာလမ်းမှာကောင်းကင်ယံကစကားပြောတာဘုရားအကြောင်းဆွေးနွေးကြတယ်တယောက်က တပည့်ဆက်ကြတရားပွဲကထလာတယ်တတဂိရကတပည့်ဆက်ကြတရားပွဲကထလာပြီးတော့တငယ်ချင်းဖြစ်တဲ့ဟေမဝတ္တနတ်စီကိုလာခေါ်တာခေါ်တော့ကိုကလည်းထွက်လာသူကလည်းသွားအခေါ်လမ်းမှာဆုံနေအဲ့ဒီဆုံနေနေရာရာဇဂုမြို့ရဲ့အထက်မှာကောင်းကင်ယံမှာဖြစ်တယ်အဲ့တော့တယောက်ကဘုရားကိုကိုယ်တိုင်ဖူးပြီးတော့တရားနာလာတဲ့ပုဂ္ဂိုလ်တပည့်ဆက်ကြဟောတဲ့ညမှာနော်တပည့်ဆက်ကြတရားပွဲ ဟောနေဟောပြီးတော့တရားပွဲကထလာတဲ့လူထလာတဲ့နတ်ဟိုနတ်တယောက်ကလည်းဟိမောတံမှာပန်းနေပွဲလို့လာခေါ်တာတန်ငယ်ချင်းနှစ်ယောက်ဆုံးတယ်အဲ့ဒီတန်ငယ်ချင်းနှစ်ယောက်ကဒီဘဝသာနတ်အတိတ်ဘဝတုန်းကဘုန်းကြီးနှစ်ပါးတရားကျင့်လာတဲ့ဘုန်းကြီးနှစ်ပါးပညာအကြီးချင်းတွေကရှိခဲ့ပြီလားအဲ့တော့ကိုယ်တိုင်မြင်ခဲ့တဲ့ကိုတော်ကတော့ဘုရားပေါ်မှာတန်တရားမရှိဘူး ိုယ်တိုင်မြင်ခဲ့တဲ့နတ်ကတော့တတ္တကိရဏဟေမဝတ္တနာကသူကိုယ်တိုင်မမြင်ရသေးတော့လောကမှာဖရာဖရာနဲ့ပြောတဲ့ပုဂ္ဂိုလ်တွေကများတယ်တဲ့အဲ့ဒီဖရာစစ်မှန်ငယ်လားဆိုပြီးတော့ဖရာအကြောင်းနေစိတ်စဉ်ကုန်မှုမေးတာအဲ့ဒါဟေမဝတ္တတုတ်လို့ခေါ်တာပဲအဲ့ဒီလိုမေးတာတွေကိုကောင်းကင်ယံမှာစကားပြောတဲ့နေကိုကြားပြီးတော့ဖရာအကြောင်းပြောတာကိုအာယုံယူပြီးပီတိတွေဖြစ်ပြီးတော့တော်တော်တော်ပန်ဖြစ်သွားတာအဲ့မှာအတိညာဏ်นี่ပေါက်သွားတာเนาะအဲ့တော့ ရှင်ကောဋ္ဌညပြီးရင်ဒုတိယမြောက်သောတာပန်ဖြစ်တာအမျိုးသမီးကောဋ္ဌညဝပ္ပဗာတိယမဟာနံအတ္တသိတ္တဆိုရယ်ပိစဝကိ၅ပါးထဲမှာနော်ရှင်ကောဋ္ဌညကပထမဆုံးဖြစ်ပြီးတော့ဟောဒီကာလီဆိုရယ်ကုလလဂရိကမြို့ကအမျိုးသမီးကြီးကသူကဇာတိကရာဇဂျိုကအိမ်အောင်ကြတော့ကုလလဂရမြို့မှာအိမ်အောင်ကြအဲ့ဒီကနေပြီးတော့မိဖွားဖို့အတွက်မိခင်မြို့ပြန်လာတဲ့အချိန်မှာ နော်သူကကောင်းကင်ရံကစကားတန်နေနားထောင်ပြီးတော့တဆင်ကြာကြီးညိုပြီးတော့အသိဉာဏ်နေဖြစ်သွားပြီးသောတာပန်ဖြစ်သွားတာအဲ့တော့ရှင်ကုန်ညပြီးသောတာပန်ဖြစ်တာကကာလီဆိုတဲ့အမျိုးသမီးလို့ဒီလိုမှတ်တာဒါစာထဲမှာပါရတန်နဲ့မြုပ်နေတဲ့အရာတစ်ခုပေါ့နော်တချို့ကမေးလိုက်ပဲတပည့်ဆက်ကြာတရားပြီးဘယ်တော့ခေါ်တာတုံးဆိုအနတ္တလက္ခဏာတုံးလို့ထင်ညာလေးအနတ္တလက္ခဏာတုံးက၅ရက်လောက်ကြာမှခေါ်တာ တစ္ဆကြာပြီးခေါ်တဲ့တော့ကဟိမဝဒ္ဒတုတ်ပဲဘဲမှဘဲချိန်မှဘဲတော့ကခေါ်တာတော့ဆိုတစ္ဆကြာခေါ်တဲ့ညမှာခေါ်တာပဲအဲ့တုတ်ကဒါမို့ခေါင်းကြီးတို့ခေါ်ထားတဲ့အထက်ပဲတစ္ဆကြာညဤအမတ်တရားများဆိုတဲ့အထက်မှာဟိမဝဒ္ဒတုတ်ကိုခေါ်တာ